ဟဲ့ငါတို့ရပြိတ္တကြီးလာကြပြီလေဟဲ့ချင်းပြည်နယ်မင်းသက်မြို့နယ်ကိုအာနာသိန်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေစရိုက်ပြုလုပ်နေခဲ့ပေမဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့နှစ်စင်ကျင်းပလေးရှိတဲ့ပုံကထိန်ပွဲကိုတော့ ပြီးခဲ့တဲ့ရပိုင်ကအောင်မြင်စွာကျင်းပပြီးစီးနိုင်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။မင်းသက်မြို့နယ်မှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့ပြည်တွင်းပြည်ပမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေအားလုံးတို့ရဲ့စုပေါင်းမဟာဘုံကတိအောင်မြင်စွာပြီးစီးခဲ့တယ်ဆိုတဲ့အကြောင်းကိုအဆိုပါဘုန်းကြီးကျောင်းမှာရှိတဲ့ဆရာတော်ကနေပြီးတော့မှနိုဝင်ဘာလ9ရက်နေ့မှာပဲလူမှုကွန်ရက်မှာအတိပေးထားတာပါ ုကရင်ပွဲကျင်းပခဲ့တဲ့ဘုံကြီးကြောင့်ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ဖူးတာကြောင့်ကထိန်ပွဲပြီးတာကြာပေမဲ့နိုဝင်ဘာလ9ရက်မှသာအမတ်တရအဖြစ်နဲ့ပြန်လည်တင်ရတာဖြစ်တယ်လို့ဆရာတော်ကရှင်းလင်းပါတယ်။ဟုတ်။မလီဝန်းလားအမဟောဟောဟော ပြီးခဲ့တဲ့2023ခုနှစ်တုန်းကအဲ့ဒီเจ้าမှာစစ်ဆောင်တွေလာရောက်တင်းချောင်းနေတဲ့အချိန်မှာပဲစစ်တပ်ကဘုံကျဲခဲ့ဖူးပါတယ်ဒါဘယ်ကောကြာဒီကအက်ဘတ်တမျိုးပေါ်ပါ မြို့ကိုလက်လွတ်ခဲ့ရတဲ့စစ်ကောင်စီဟာမင်းသက်မြို့ကိုလေကြောင်းတိုက်ခိုက်မှုတွေကိုအလင်းတင်တင်တယ်လို့ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလည်း၃ကြိမ်ထက်မနည်းလေကြောင်းဘုံကျဲမှုတွေပြုလုပ်ခဲ့တာကြောင့်ကလေးတငယ်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းပြီးပျက်စီးရှုံးရှုံးခဲ့ရပါတယ်